မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မတ်လ29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးနဲ့စကိုင်းတိုင်းဘက်တွေမှာအင်အား9.8 Richter scale ရှိတဲ့ ်ပြင်းထန်တဲ့ငလျင်ကြီးဟာမက်လာ28ရက်နေ့မွန်လယ်12:52မိနစ်အချိန်မှာလှုပ်ခတ်ပြီးတဲ့နောက်ညပိုင်းအချိန်အထိကိုငလျင်ငယ်များဇက်တိုက်လှုပ်ခတ်နေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇကမ်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမှာမက်လာ28ရက်နေ့မွန်လယ်12:50မိနစ်ဝန်းကျင်မှာ အင်အား9တက်တမ9ပမာဏရှိတဲ့အလွန်အင်အားပြင်းတဲ့ငလျင်လှုပ်ခတ်အပြီးစစ်နမနစ်ခန့်အကြာမှာသခိုင်းမျိုးတောင်ဘက်ပိုင်း18ကီလိုမီတာခန့်အကွာကိုဗဟိုပြုတ်ပြီးတော့အင်အား6တက်တမ4 register scale နဲ့ငလျင်နောက်ထပ်တစ်ကြိမ်ထပ်မံလှုပ်ခတ်သွားခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့မှာမုံလွယ်ပိုင်းမှာငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ညပိုင်းအချိန်တွေအထိကိုနောက်ဆက်တွဲငလျင်ငယ်ပေါင်း၁၀ချိန်ထက်မနည်းလှုပ်ခတ်နေဆဲဖြစ်တယ်လို့မန္တလေးကဒေသခံတအုပ်ကပြောပြထားပါဗျ။ဒါကြောင့်ပြည်သူများဟာနေထိုင်ရာနေရာများရဲ့ဘေးကင်းလုံခြုံကြံ့ခိုင်ရေးကိုစိုးရိမ်နေကြတဲ့အတွက်အနီးအနားမှာရှိတဲ့လမ်းမတွေပေါ်မှာအိတ်နေကြရတယ်လို့၎င်းကပြောဆိုထားပါဗျ။ကြောက်စဲမြို့မှာလည်းမုံလွယ်ပိုင်းငလျင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲငလျင်ငယ်၆ချိန်ထက်မနည်းလှုပ်ခတ်ခဲ့တယ်လို့ကြောက်စဲဒေသခံတအုပ်ကပြောကြားထားပါဗျ။လက်ရှိမှာ ငလျင်တန်းကို ပြင်းထန်စွာခံစားခဲ့ရတဲ့မန္တလေးကြောက်စဲစကိုင်းအောင်ပန်းနေပြည်တော်တို့မှာ ူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နေစေဖြစ်ပြီးတော့ပြိုကျတဲ့အဆောက်အအုံများထဲမှာပိတ်မိနေသူများလည်းရှိနေစေဖြစ်တယ်လို့မြေပြင်ကရရှိတဲ့သတင်းများအရသိရပါဗျ။အင်းအားပြင်းတဲ့ငလျင်ကြီးကြောင်းသခိုင်းမန္တလေးနေပြည်တော်တောင်ကြီးပဲခူးတိုင်းတို့မှာလူသေးဆုံးမှုများနဲ့ထိခိုက်ပျက်စီးမှုများများပြခဲ့ပြီးတော့အလုံးအားပြင်းတဲ့ငလျင်ရဲ့နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်နိုင်တဲ့အတွက်ရိုင်းနဲ့သွားတဲ့အဆောက်အအုံများအထက်မြင့်များမှာဆက်ပြီးတော့မနေကြဖို့နဲ့ငလျင်ကြောင့်စေတာတမန်များအကွဲမှုရှိမှရှိစစ်ဆေးပြီးတော့လိုအပ်ရင်ကြိုတင်ပြီးတော့ရွှေ့ပြောင်းထားကြ ို့နဲ့အချို့ဒေသများမှာငလျင်ကြောင့်တဲအရေးပြောခြင်းများဖြစ်နိုင်တဲ့အတွက်သတိပြုကြရန် NUG ကထုတ်ပြန်သတိပေးထားပါတယ်။ပြင်းထန်တဲ့ငလျင်ဘေးဒဏ်ရဲ့နောက်ဆက်တွဲအဖြစ်နဲ့မြို့ပြရဲ့မိမိအန္တရာယ်ကိုလည်းသတိထားရမှာဖြစ်ပြီးတော့ရေကာတာကြီးတွေဆိုရင်လည်းကျိုးပြတ်ပြီးတော့ရေကြီးနိုင်တဲ့အတွက်ငလျင်နောက်ဆက်တွဲဘေးအန္တရာယ်များကနေကင်းလွတ်နိုင်ရန်အတွက်ဘေးကင်းစိတ်ချရတဲ့နေရာများမှာပြောင်းရွှေ့ပြီးတော့နေထိုင်ကြပါရန်ပညာရှင်များကသတိပေးထားပါတယ်။ငလျင်လုတ်ပြီးတဲ့အချိန်မှာမိမိနေထိုင်ရာနေရာကလျှက်စစ်မီးကြိုးများရေပိုက်များ လောင်စာစီတူလောင်ကံများကိုစစ်ဆေးရမှာဖြစ်ပြီးတော့ပြက်စီးမှုရှိပါကဖြတ်တောက်ခြင်းပိတ်ထားခြင်းများကိုလုံဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပေါက်ပြဲကလက်စစ်စီးနေတဲ့ဝါယာကြိုးများကိုလည်းသတိထားရမှာဖြစ်ပြီးတော့ပင်လယ်အနီးကိုတွားရောက်ခြင်းမျိုးမပြုကြရန်ငလျင်ပညာရှင်များကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးဒရဟုလေစိတ်နဲ့နေပြည်တော်လေစိတ်အတွင်းပိုင်းနဲ့လေရင်ပြေးလမ်းများပျက်စီးသွားတဲ့အတွက်ရက်အခန့်အတမရှိယာယီပိတ်သိမ်းလိုက်ပြီးတော့မန္တလေးလေစိတ်မှာဘိုးရင်းလေရင်တစည်းနဲ့ဂျက်လေရင်တစည်းတို့တောင်းတနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မွန်လွဲပိုင်းမှာလောက်ခတ်ခဲ့တဲ့ငလေရင်ကြောင့်နေပြည်တော်လေစိတ်ပြေးလမ်းများပြတ်တောက်ခြင်း၊ကွဲအပ်ခြင်းများဖြစ်ပေါ်လာက လေချောင်းထိန်သိရေးမျောစဉ်ကြိုးကြခဲ့တယ်လို့သိရပါတယ်။လေချောင်းထိန်သိရေးတာဝါတိုင်းကြိုးကြမှုကြောင့်ဝန်ထမ်း9ဦးစလုံးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေများကြောင့်နေပြည်တော်လေစိတ်ကိုရက်အခန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့သိရပါတယ်။အလားတူပဲမန္တလေးဒရဦးလေစိတ်မှာလည်းလေစိတ်အတွင်းပိုင်းတွေပျက်စီးသွားခြင်း၊လေရင်ပြေးလမ်းများပျက်စီးသွားခြင်းတို့ကြောင့်ပိတ်သိမ်းထားပြီးတော့ဘုံရင်းလေရင်တစည်းနဲ့ဂျက်လေရင်တစည်းတို့တောင့်တနေတယ်လို့သိရပါတယ်။ယာယီပိတ်တယ်ဆိုတာကတော့ 3လလို့ခံမှန်းပါတယ်ပြင်ဆင်မှုတွေမပြီးရင်တော့ဒီထက်ပိုပြီးတော့ကြာနိုင်ပါတယ်ရန်ကုန်ဘက်ကတော့ဘာသာမှမကြားရဘူးလို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းမြို့မှာရှိတဲ့စင်သေးရေလွဲစင်မှာမလျင်ဒဏ်ကြောင့်ကျိုးကျသွားပြီးတော့စင်သေးချောင်းကမ်းပြီးမြင်းနေပိုင်းနေရာများတရိထားရန်လိုအပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်နေ့ညနေ9:00ခွဲအချိန်ကစတင်ပြီးတော့စင်သေးရေလွဲစင်ဟာမလျင်ဒဏ်ကြောင့်မြေသားတာတမန်ကျိုးကျသွားခြင်းဖြစ်တယ်လို့သိရပါရတယ်။အဲဒီနောက်မှာတော့ရေများဟာစင်သေးချောင်းထဲကိုစီးဝင်နေတယ်လို့သိရပါရတယ်။အဲဒါကြောင့် ချောင်းဘေးဝဲရမြေနေပိုင်းဒေသများမှာနေထိုင်တဲ့ပြည်သူများအထူးသတိပြုရန်လိုအပ်တယ်လို့ပြောဆိုထားပါတယ်။အလားတူပဲမန္တလေးတိုင်းမြေသားမြို့နယ်စမုံတရာအနီးလမ်းပိုင်းမှာငန်းလျင်တန်းကြောင့်လောကပြတ်စည်းသွားပြီးတော့လမ်းမဆက်သွေးပြတ်တောက်သွားကြောင်းဒေသခံပြည်သူများကပြောပြထားပါတယ်။ မက်စလာ28ရက်နေ့မွန်လွဲပိုင်းမှာသခိုင်းမျိုးအနီးဗဟိုပြုတ်ပြီးတော့လှုပ်ခတ်သွားတဲ့မြင်းငလျင်ကြောင့်နထိုးကြီးမြေသားလမ်းပေါ်မှာရှိတဲ့စမုံကန်တရားအနီးလမ်းပိုင်းဟာလုံးဝပျက်စီးသွားပြီးတော့လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်သွားတယ်လို့သိရပါဗျ။လမ်းပိုင်းကဆိုင်ကယ်တောင်သွားလို့မရတော့ဘူး။တော်တော်လေးကိုပျက်စီးသွားတာလမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်သွားပါပြီလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမြို့မှာငလျင်ဒဏ်ကြောင့်တိတ်ဆုံးသူအယောက်40ကျော်ရဲ့အလောင်းများရရှိထားပြီးတော့လူနာ130ကျော်ရှိကအများအပြားပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်လက်ရှိအခြေအနေအထိကို အလောင်း40ကျော်ရရှိထားပြီးလူနာ130ကျော်ရှိကာကဲထုတ်လို့မရသေးပဲပိတ်မိနေတဲ့သူတွေလည်းများပြားနေတယ်လို့သိရပါဗျ။အကုန်လုံးကိုကဲထုတ်နေတော့မှာပဲအခုတည်းထိအလုံးရှုံနေလို့ပါလို့မိုးစေတနာပရဟိတအသင်းရန်ကုန်နေပြီးတော့ရုံခွဲကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာရှိတဲ့ကျေးရွာများမှာငလျင်တန်းကြောင့်ပြည်သူအယောက်30ကျော်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မှာသခိုင်းမြို့အနီးမှာလှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြောင့်အင်းလေးဒေသမှာရှိတဲ့ကျေးရွာများလည်းငလျင်တန်းကိုအပြင်းထန်ခံစားခဲ့ရတယ်လို့သိရပါဗျ။ငလျင်တန်းကြောင့်အင်းလေးဒေသမှာရှိတဲ့ဟဲရရွာမှာတလဲဦးအင်းနန်းပန်နဲ့ကီလာရွာတို့ကလူထိခိုက်တိတ်ဆုံးမှုအများဆုံးဖြစ်ပြီးတော့ လူနေအိမ်များလည်းပြိုကျခြင်းနဲ့မြင်းငလျင်လှုပ်တဲ့အချိန်မှာမီးလာချိန်နဲ့တိုက်ဆိုင်သွားပြီးတော့ဓာတ်လိုက်ပြီးတော့တေဆုံးသူများလည်းရှိတယ်လို့သိရပါဗျ။ကနအူးရရှိတဲ့ဆေးရဲများအရာနန်းပန်ရွာက25ဦးရွာမရွာက9ဦးအပါအဝင်စုစုပေါင်း36ဦးတေဆုံးသွားတယ်လို့သိရပါဗျ။ဒီကိတန်းရရှိသူများနဲ့တေဆုံးသွားတဲ့သူတွေကိုနန်းပန်ဆေးရုံမှာပို့ဆောင်ထားတယ်လို့သိရပါဗျ။အခုလက်ရှိရရှိထားတဲ့ဆေးရဲအရာတေဆုံးသူ36ဦးထိရှိလာပြီလို့သိရပါဗျ။အင်းလေးလူလူလှုပ်ရှားမှုအဖွဲ့ကပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်စလာ28ရက်နေ့မွန်လွဲပိုင်းမှာငလျင်လှုပ်သွားပြီးတဲ့နောက်မီးလောင်ကျွမ်းတဲ့အတွက်မန္တလေးပန်လျက်မော်အနောက်ရပ်ကွက်တစ်ခုလုံးမီးလောင်ပြာကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့မွန်လွဲ7:53မိနစ်အချိန်မှာပထမငလျင်လှုပ်အပြီးမှာမီးတန်းလောင်တာပဲ။အဲ့ဒီမှာကမျက်နှာစာ10ပေ15ပေဝင်းချင်းအိမ်လေးတွေဆိုတော့အကုန်ပါသွားတာ။အိမ်ကြီးကစိတ်ပြီးတော့ထရံမိုးလေးတွေဆိုတော့အကုန်ကုန်တာပါပဲ။အခုတော့နေစရာမရှိတော့ဘူးလို့ငလျင်လှုပ်ပြီးတဲ့နောက်နေအိမ်မီးထဲမှာပါသွားတဲ့ဒေသခံပြည်သူတို့က ြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ငလျင်တန်ကြောင့်ထိခိုက်ပျက်စီးမှုများအတွားပြည်ပကအကူအညီများပေးနိုင်ရန်လမ်းဖွင့်ပေးထားပြီးတော့မြေသိနိုင်ငံမြေသိအဖွဲ့အစည်းကမဆိုးလာရောက်ပြီးတော့ကူညီပေးကြရန်အာဏာသိမ်းအချက်ဖတ်စစ်ကောင်းဆောင် မင်းအွန်လိုင်းကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်သွားတဲ့မလီယန်တန်ကြောင်မန္တလေးမြို့စကိုင်းမြို့နဲ့နေပြည်တော်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးတော့အဲ့ဒီနေရာတွေအပါအဝင်မလီယန်တန်တည်တဲ့နေရာများကိုအရေးပေါ်အခြေအနေကြီးညာထားကကုညီကယ်ဆယ်ရေးများတက်နိုင်သမျှစောင့်ရွက်နေတယ်လို့၎င်းကပြောဆိုလိုက်ပါတယ်။သို့တော်လည်းမလီယန်တန်တည်တဲ့နေရာများမှာ ကွန်ကြီးကယ်ဆယ်ရေးလုပ်ငန်းများကိုကျေပြန့်စွာလှုပ်ဆောင်ရန်လိုအပ်နေတဲ့အတွက်ကြောင့်အကူအညီများတောင်းခံနေရခြင်းဖြစ်ကြောင်းနဲ့လက်ရှိအချိန်မှာအာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ AHA စင်တာနဲ့အိန္ဒိယနိုင်ငံတို့က26ရက်နေ့ကစပြီးတော့ကွန်ကြီးကယ်ဆယ်ရေးပစ္စည်းများကိုပေးကမ်းရန်ကမ်းလှမ်းထားပြီးဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်ကငလင်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုစည်ရင်းများကျင်းနာခဲ့ရမှာထိခိုက်မှုအများဆုံးမန္တလေးမြို့မှာစည်ရင်းတော်မပါဘဲနဲ့တေဆုံးစည်ရင်းထဲမှာနေပြည်တော်က66ဦး၊သခိုင်းမြို့မှာ78ဦး၊ကြောက်ဆယ်မှာ30ဦးနဲ့စုစုပေါင်း144ဦးဒဏ်ရာရစည်ရင်းအဖြစ်နဲ့နေပြည်တော်မှာ432ဦး၊သခိုင်းမြို့မှာ300ဦးနဲ့ကြောက်ဆယ်မြို့မှာစီစစ်ဆဲဖြစ်ကစုစုပေါင်းဒဏ်ရာရရှိသူ832ဦးရှိကြောင်းနဲ့ထတ်တိုးစည်ရင်းများလည်းရှိနိုင်တယ်လို့ပြောကြားသွားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတဲ့ရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်များကနေပြီးတော့ကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ